ဗြိတ်ဆိုင်ဆရာမ MMK ရေးသားသည် The Far Pavilion ဆောက်ကိုဆရာများတန်းတင့်ဘာသာပြန်ဆိုသည်ရွှေပြည်တော်မြော်တိုင်းဝေးအခန်း62ရေဝင်ချိန်လောက်အထိမိုးကလေးကတစ်ဖြောင်းနှစ်ဖြောင်းသာရွာသည်စင်ညေသောမုန်တိုင်းသည်မကြဝေါ်လီသည်မိုးကိုလုံးဆွတ်လျက်ရွှင်လန်းတကြွသောစိတ်ဖြင့်တန်တဲသူပြန်ရောက်လာသည်တို့ရရင်တန်တဲသူပြန်ရောက်လာသည်နှင့်ကောင်းငင်သို့ရောက်နေသောစိတ်ကလေးသည်မြေကြီးသို့ပြန်ရောက်လာ၏ တန်တဲ့သူပြောင်းရောင်းနေရောက်ချင်းဘုံမှုဂါဗနာတွေကသူ့ထံချက်ချင်းတင်းပို့ရန်အကြောင်းကြားထားသောကြောင့်ဖြစ်သည်သူ့ကိုလာတွေ့ရင်အမိတ်မှာလွန်ခဲ့သည့်နှစ်နာရီလောက်ခရဲကရောက်နေခြင်းဖြစ်ရာသွားတွေ့သည့်အခါတွင်ဘုံမှုဂါဗနာတွေကိုကြည့်ရသည်မှာသူ့ကိုစိတ်ဆိုးနေဟန်ရှိ၏အာဖဂန်စန်နရီများကဟိန်းညူများကိုရိုင်းပြစွာပြုတ်မှုဆက်ဆံလိုက်သည့်အတွက်ဘုံမှုဂါဗနာတွေအကြီးအကျယ်စိတ်ဆိုးလျက်ရှိသည်ဖြင့်သူ့ကိုယခုမှအစီရင်ခံရသည်လို့ဟုဆိုကာအောက်လက်ငယ်သားများကိုလည်းဒေါပွားလျက်ရှိသည် အထူးသဖြင့်တန်တဲ့အဆောင်တပ်ဖွဲ့ကိုဦးစီးကွက်ခဲ့သည့်အရာရှိသည်ထိုအကြောင်းကိုမိမိထံသို့ဖြစ်စေမိမိ၏လက်ထောက်ဝီလျံထံသို့ဖြစ်စေချက်ချင်းတည်င်းပို့ရမည်ယခုမှဘာမျှမသိရအကယ်၍ထိုအကြောင်းကိုဘိုလေးဝော်လီတိလျက်သားနှင့်မိမိအားတည်င်းမပို့ဟုဆိုလျှင် မလိန်မိုးမလိန်မာစစ်ဘိုလ်ကလေးကိုအကြောင်းသိအောင်ပြရမည် သူမသိဟုဆိုခဲ့လျှင်လည်းထိုအလုပ်သည်သူ့အလုပ်ဖြစ်ကြောင်းပြောပြရမည်မဖြစ်နိုင် သူသိပြီးသားဖြစ်ရမည် ဟိန္ဒူအမျိုးသားတစ်ယောက်အားစော်ကားသည့်ကိစ္စကိုသူ့လက်အောက်ရှိအိန္ဒိယစစ်ဘုတ်ကလေးများကပြောပြပြီးသားဖြစ်ရမည်။အာဖဂန်များသည်ဒီလိုဖြင့်တန်တဲသို့လာသည့်ဧည့်သည်များကိုမောင်းထုတ်ပစ်ခဲ့ကြသည်မှာဗန်နေရောက်ပင်ရှိနေပြီနီ။ထိုတစ်ယောက်သာရှိသေးသလော။သူဒီမဟုတ်ထိုတစ်ယောက်သည်နောက်ဆုံးလော။ဘိုမူကာဗန်နာရီသည်ထိုကိစ္စနှင့်ပတ်သက်၍အဖြေကိုချက်ချင်းသိခြင်းသည်။ထို့ကြောင့်ဘိုလေးဝော်လီကိုအခေါ်လွှတ်၏။မတွေ့သည့်အခါတွင်စိတ်ကိုမနှဲကြီးချုပ်တီးထားရသည်။ဝော်လီသည် သူ့သူရဲကောင်းဖြစ်သည့်ဘုံမူကာဗနာရီစိတ်ဆိုးသည်ကိုတခါမှမတွေ့စဘူးသူ့သူရဲကောင်းသည်မြည်သူမြောက်ရည်မှမမြောက်မြည်သူချောက်ရည်မှမကြောက်မြည်သူချောက်ရည်မှမပြော့မြည်သူစိတ်ဆိုးအောင်လုပ်ရည်မှမရဟုသူအထင်ကြီးခဲ့သည်သို့ရာတွင်ပြန်ရောက်ပြီးတမညလောက်အတွင်း၌မိမိအထင်မှားခဲ့ပြီဆိုသည်ကိုဝေါ်လီတိလိုက်လေပြီဘုံမူကာဗနာရီသည် သူထင်ခဲ့သလိုငယ်ငယ်ပါပါစိတ်ဆိုးခြင်းမဟုတ် အကြီးအကျယ်စိတ်ဆိုးခြင်းဖြစ်သည်ဝေါ်လီကိုမိကုံပေါင်းများစွာမေး၏ သူ့မိခွန်းရက်သွားသည့်အခါတွင်မှဝေါ်လီကတန်တဲသို့အလဲလာသောဟိန်နူဧည့်သည်အားအာဖဂန်အဆောင်များကနှင်ထုတ်ခြင်းကိုမိမိမသိကြောင်းထိုအကြောင်းကိုသိရခြင်းဆိုင်ရာသို့တည်င်းမပို့သည့်တာဝန်ကျသူများကိုပြင်းထန်စွာတတိပေးမိဖြစ်ကြောင်းထိုသို့မပြောဘဲညီခြင်းမှာလဲဘုံမူကာဗနာရီ၏ဂုံသိက္ခာကိုယူသေးသောအဖြစ်မပြောဘဲညီဟန်တူကြောင်းမိမိသည်ထိုအကြောင်းကိုတာဝန်ကျသူများအားပြောပြမိဖြစ်ကြောင်းနောက်တစ်ချိန်တွင်ဆိုရင်ချက်ချင်းအစီရင်ခံမည်ဖြစ်ကြောင်းဖြင့်ပြော၏ ဘုံမူကာဗနာတွေကလေးတန်းခတ်တင်းတင်းဖြင့်မလိုပါဘူးကွာငါကိုယ်တိုင်ကလည်းနောက်ထပ်တာမျိုးအဖြစ်မခံပါဘူးသွားတကားဝမှာရှိရဲ့အာဖဂန်အဆောင်တွေကိုသွားပြောလိုက်သူတို့လာဆောင်ပေးတာကိုငါမလိုချင်တော့ဘူးလို့ခုချက်ချင်းပြန်သွားကြတော့လို့ပြောလိုက်မင်းတက်ခွဲကရဲဘော်တွေကိုအဆောင်ချထားလိုက်ပြီးတော့ဝီလျံကိုလည်းဒီကိုအခုချက်ချင်းပြန်လှည့်လိုက်ဘုံမူကာဗနာတွေကခေါင်းဆက်ခနဲ့နှိမ့်ပြလိုက်သည့်အတွက်ဝေါ်လီမီတို့မျှမပြောတာတော့ဝေါ်လီဒီကိုကိုမက်၍အယူအသေးပေးလိုက်ပြီးနောက်ထွက်လာခဲ့၏ အပူချိန်မရှိပါပဲနှင့်သူ့နှစ်ဖူးတွင်ချွေးသီးတွေတည်နေသည်ဝေါ်လီသည်နှစ်ဖူးမှချွေးများကိုလက်ကင်ပေါ်မှဖြစ်ထုတ်လိုက်ပြီးနောက်တပြင်းကြီးတစ်ချက်မှုတ်ထုတ်၏ထို့နောက်ရေထဲမှတက်လာသောခွေးတစ်ကောင်နှင့်ကိုကိုလှုပ်ခါလိုက်ပြီးလျင်ဝီလျံကိုခေါ်ရန်ထွက်လာသည်တန်တဲဝါတို့ရောက်လာကအဆောင်တက်စုမှုကိုအမိတ်အတိုင်းပြောပြသည့်အခါ၌အာဖဂန်အဆောင်တက်မှုကမိမိသည်တန်တဲ၏လုံခြုံရေးကိုတာဝန်ယူရသူဖြစ်ကြောင်း ထို့ကြောင့်တန်တဲသို့လာရောက်သည့်မတင်ငါသူများကိုနှင်ထုတ်ပိုင်권ရှိကြောင်းမိမိညိမိမိတက်သားများတန်တဲသို့လာရောက်စောင့်ကြနေခြင်းမှာနိုင်ငံသားသားများကိုကာကွယ်ရန်အတွက်စော်ပွားဤအမိန့်ဖြင့်လာရောက်ကြခြင်းဖြစ်ကြောင်းဖြင့်ပြောပြသည်ဤတွင်ဝော်လီကလည်းမိမိကိုဘိုမူကာဗန်နာတွေကဆူလွတ်လိုက်သဖြင့်ရင်းထဲတွင်ဖြစ်နေသည့်မကျေနပ်ချက်များကိုအာဖဂန်အဆောက်များအပေါ်သို့ပုံချကာမိတို့ဖြစ်စေတန်တဲအဝရင်စောင့်ရမလို့တော့ပဲခုချက်ချင်းပြန်၍ရုပ်သိမ်းသွားရင်ပြောလိုက်သည် အာဖဂန်စစ်သားများလည်းနောက်ထပ်မည်သူမျှမပြောကြတော့ထို့နောက်တွင်ဝေါ်လီသည်တန်တဲနှင့်တကွမိမိတို့အားလုံးအပေါ်တွင်အာဖဂန်စစ်သားများကတယောမော်ကားပြုခဲ့သည့်ကိစ္စကိုငြိမ်ခံနေရကောင်းလောဟုဆိုကမိမိ၏စစ်သားများကိုကြိမ်းပေါင်းစုပူခြင်းပြုသည်သို့ရာတွင်သူတို့ထံမှကြားရသည့်အဖြေကြောင့်ဝေါ်လီ တုံ့လှုပ်သွား၏သူတို့ပြောသည့်စကားများကလည်းအက်ပြောသည့်စကားများနှင့်အတူတူတန်တဲမှအမှုတမ်းများဗြိတိရှတပ်သားများ မြို့ထဲသို့ထွက်လျင်အာဖဂန်လူမျိုးများသည်သူတို့ကိုမကြောက်မနာသာပြောဆိုကြကြောင်းထိုအကြောင်းများကိုသခင်ဆက်တို့ကြားနှင့်စိတ်ဆိုးမြီဆိုးသောကြောင့်မပြောဘဲထားခြင်းဖြစ်ကြောင်းဖြင့်ပြောပြကြသည်ဒီအကြောင်းတွေကိုသခင်ဆက်တို့ကိုပြန်ပြောရတာရှက်စရာကောင်းလို့လို့မပြောတာပါဟုတ်နေကြားဆောင်တပ်ဖွဲ့မှဂျမတာဝမ်ဆင်းကပြောပြသည်ထို့နောက်တွင်ဝေါ်လီဤကိုပိုင်းအစီခံကလည်းထိုအတိုင်းပင်ပြောပြ၏ထိုနေ့ညနေပိုင်းကပူးတစ်မြို့လုံးမုံတိုင်းကြာနေစဉ်တွင်ဝေါ်လီကဒေါက်တာကယ်လီအား ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့တာအဖွဲ့ခေါင်းဆောင်လည်းသိမှာပါအာဖဂန်တွေကကျွန်တော်တို့အပေါ်မှာတိတ်ပြီးခါးသီးနေကြတယ်ဒေါက်တာကယ်လီကမျက်ခုံးနှစ်ဖက်ကိုပင်လိုက်လျက်တိတ်သည့်တာပေါ့ကွာမြို့ထဲမှာသူ့အထောက်တော်တွေအများကြီးရှိနေတာပဲမင်းကလည်းပါမလို့လို့နဲ့တော်တော်ထူတဲ့ကောင်ဒါပေမဲ့တန်တဲကိုလာတဲ့ဧည့်သည်ကိုအာဖဂန်စစ်သားကမောင်းထုတ်တာကိုတော့သိမယ်မထင်ဘူးဗျကျွန်တော်တို့တောင်ဒီနေ့မှသိရတာမဟုတ်လားကျွန်တော်တို့ကသာမသိတာပါလေ ျွန်တော်တို့တန်တဲ့ဝင်းထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုတော့အခြားလူတွေအကုန်သိနေကြတာပဲကျွန်တော်တို့တန်ဖွဲ့ဝင်တွေမြို့ထဲကိုထွက်ရင်ကပူးမြို့သူမြို့သားတွေကစော်ကားမော်ကားလောက်ကြတယ်ဆိုတာကိုကဒေါက်တာသိပြီးပြီလားကျွန်တော်တို့လုံးလုံးကိုမသိဘူးဗျာလူတွေကလည်းကျွန်တော်တို့ကိုဒီအကြောင်းတွေကိုတလုံးမှမပြောကြဘူးကျွန်တော်တို့ကြားနေရတဲ့ကောလာဟာလာတွေဟာအကုန်လုံးမှန်နေတယ်ကျွန်တော်တို့တန်ဖွဲ့ခေါင်းဆောင်ဟာဓာရီကိုကြားမှကြားပါမလားမသိဘူးဘလို့ထင်တယ်လဲယင်သိမယ်လို့ထင်သလားဒေါက်တာကယ်လီကသိပါတယ်ကွာ တိလိုက်သမဘယ်သူ့ဘိုက်ထဲမှာဥပညာခွေရှိရဲဆိုတာကအစာသိတယ်ဒီတော့ तू မသိဘူးလို့တော့မထင်လိုက်နဲ့အေးလေ तू လဲညဲတဲ့လူမှမဟုတ်တာဒီလောက်ကတော့နောကျင်နေပြီပေါ့ဒီလောက်လဲစိုးရိမ်မညီစမ်းမနဲ့ဝေါ်လီမာစိတ်တူလာကကျွန်တော်ကအစိုးရင်ကြည့်ရမဟုတ်ဘူးဗျကျွန်တော်ဘာကြားခဲ့ရလဲဆိုတာခမားသိသလားခုကျွန်တော်လုပ်နေတဲ့မြင်းပြိုင်ပွဲတွေဟာဗြိတိရက်ရက်တွေကသူတို့တက်တွေကိုအလွယ်ကလေးနဲ့နိုင်အောင်တိုက်နိုင်နေဆိုတာအင်အားပြနေတာလို့ထင်နေကြတယ်ဗျဒါကြောင့်သူတို့မခံမရနိုင်အောင်ဖြစ်နေကြတယ်အဲ့ဒါခမားသိရလား အလကားပါကွာမင်းဘယ်ကကြားခဲ့ရလဲဒေါက်တာကယ်လီကအေးဆက်ဆက်ဖြင့်မေးသည်ကျွန်တော်မိတ်ဆွေတယောက်စီကကြားခဲ့တာတော်ရမ်းမယ်ဘွဲ့ပြောနေတဲ့စကားတွေကိုမယုံစမ်းပါနဲ့မြင်းပွဲမှာရှုံးတဲ့လူကပြောလိုက်တာကိုကြားလာတာဖြစ်မှာပေါ့မဟုတ်ဘူးဒေါက်တာအစတော့ကတော့ကျွန်တော်ကိုယ်တိုင်လည်းဒီလိုပဲထင်ခဲ့တာပဲဒါပေမဲ့ဒီညညညီကျွန်တော်တို့လူတယောက်စီကတေးသေးချာချာကြားခဲ့ရတော့ကျွန်တော်လည်းအမြင်တစ်မျိုးပြောင်းသွားတယ်ဒါရင်မကဘူးအဲ့ဒီလူကကျွန်တော်ကိုတခြားအကြောင်းတွေနဲ့ပြောလိုက်သေးတယ် ခုတော့ तू ပြောတာတွေဟာအမှန်တွေကြီးပဲခမက် तू ကပြောလိုက်သေးတယ်ကပူးမြို့ထဲမှာဖွင့်ထားတဲ့ဒေါက်တာရဲ့ဆေးကန်းကိုလည်းပိတ်လိုက်ရင်ကောင်းမယ်တဲ့ဆေးကုကန်းဖွင့်တာဟာလူတွေကိုဆေးကုပေးဖို့မဟုတ်ဘူးတဲ့သူတို့မလိုလားတဲ့လူတွေကိုအစိတ်ခတ်တတ်ရအောင်လုပ်တဲ့အကွက်တကွက်တဲ့ဒေါက်တာကယ်လီသည်ခွတ်ထိုးခွတ်လန်းရဲလိုက်ဤဓာရီကအလကားစကားတွေပါကွာငါဘွားမှာဒါမျိုးတကားမှမကြဘူးမင်းမိတ်ဆွေကိုပြောလိုက်ပါကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်မရှုပ်ပါနဲ့လို့မင်းမိတ်ဆွေဟာမင်းအပေါ်မှာစည်းစနာရှိတယ်လို့လို့ ਨੇ မင်းကိုစိတ်ပြက်အောင်လာပြောနေတာပဲဖြစ်ရမယ်။အာဖဂန်လူမျိုးဟာတို့ကိုဘလောက်ပဲမုံမုံဘလောက်ပဲစဉ်းစားညံ့ညံ့နေဒီလိုတော့ဘယ်ကြီးနဲ့မှထင်မှာမဟုတ်ဘူး။အာဖဂန်လူမျိုးဟာဒီလောက်တော့လည်းအစဉ်းစားညံ့မနေသေးပါဘူး။ဝေါ်လီဤမျက်လုံးများသည်အထက်သို့ပင့်တက်သွားကြ၏။မိုးတန်လေတန်ကြားထဲတွင်ကြားရသည့်ဆိုယုံများအတန်ကိုနှိမ်ပြောသည်။သူပြောတာတွေဟာမှန်တာများတယ်နော်။အာဖဂန်တွေဟာအယူလဲသေးတယ်။ပြီးတော့ကျွန်တော်တို့ကိုမုံတာမှတကယ်ကိုမုံတာ။ကဲကွာတော်ပါတော့ဒေါက်တာကယ်လီသည် မျက်နှာကိုတခြားသို့လွှဲ၏။ပိန်ရှုံနေသည့်စေးတံတောင်စေးတံဖြူဘူးကိုလှမ်းယူလိုက်ပြီးစေးတံမှစေးချင်းများကိုခါချကာစေးတံထဲသို့စေးမုံများကိုထိုးသိမ့်နေသည်။ဝော်လီကခက်ခက်ရက်ဖြင့်တစ်ချက်ရဲလိုက်ပြီးနောက်တကြွကြွမြင်နေသည့်ကျင်းကလထိုင်ပေါ်တွင်ကိုကိုမှီရင်းလွန်ခဲ့သည့်လေးနာရီခန့်ကတွေ့ခဲ့ရသည့်များကိုစဉ်းစားနေသည်။ပိတ်ထားသောပရင်ပေါက်အပြင်ဘက်တွင်မျက်စိတဝင်းဝင်းလက်လျက်ရှိ၏။တောင်ရိုးတစ်ခုစီမှမူးချုံတန်ကြာနေရသည်။ အမိုးမမိုးရေစက်များတံပုံးထဲသို့တစက်စက်ကျနေတဲ့ကိုကြားရ၏ပရင်းပေါက်တွေတကားပေါက်တွေကြားမှလီတိုးနေသဖြင့်မိအိမ်နှလုံးမှမိတောင်များသည်ရင်းလှုပ်လျက်ဝေါ်လီသည်မျက်လုံးကိုမေးကာမိုးတန်နေတဲ့များကြားမှဝီလျံပြောမည့်စကားများကိုနားဆွင့်လျက်ရှိ၏တသားဟောင်းများကိုလစာပေးရင်းနှင့်ပတ်သက်၍ဝီလျံမိတို့ပြောမည်နီအိန္ဒိယအစိုးရသည်မကြမီထိုတက်များကိစ္စကိုဖြေရှင်းပေးမည်ဟုဂတိပေးမည်လောဤသည်တို့ကိုဝေါ်လီတည်ကြနေသည် ဝီလျံကဗြိတိရှ်အိန္ဒိယအစိုးရသည်ထိုကိစ္စကိုအမြန်ဆုံးဖြေရှင်းပေးလိမ့်မည်ဖြစ်ကြောင်းထိုကိစ္စနှင့်ပတ်သက်၍ဘီရင်ကန်ချုပ်ကကတိပေးပြီးဖြစ်ကြောင်းဖြင့်ပြောပြသည်ဒါလောက်လဲစိတ်ပူမနေပါနဲ့ကွာအချိန်တန်တော့အားလုံးပြေလည်သွားမှာပေါ့ကပူးမှာဖြစ်နေရတဲ့ညပတ်သက်လို့ဘီရင်ကန်ချုပ်မသိတဲ့အရာရဲ့လို့သိမရှိပါဘူးဒီမှာဖြစ်နေရဲ့ပြဿနာဖြေရှင်းမှုအစီအစဉ်တွေလုပ်နေပါပြီစိတ်ချပါကပူးတွင်ဖြစ်နေသည့်ကိစ္စများကို ထိုကိုယ်စားလှယ်အဖွဲ့မှခေါင်းဆောင်ဘူမူကာဗန်နာရီအားလုံးသိသည်ဆိုသည့်ဝီလျံဤစကားသည်မှန်ကောင်းမှန်မည်။ထို့ရာတွင်ထိုပြဿနာများအားလုံးကိုဘူမူကာဗန်နာရီဖြေရှင်းနိုင်မည်ဟုထင်ချက်မှာဝီလျံသည်သူ့ဆရာကိုသူ့အထင်ကြီးကျက်သာဖြစ်လိမ့်မည်ဟုဝေါ်လီထင်သည်။ဘူမူကာဗန်နာရီသည်ဖြစ်ပျက်နေသည့်တည်င်းများအားလုံးကိုသိ၏။အပတ်စဉ်ဆင်မလာသို့ပေးဖို့သောသူ့အစီရင်ခံစာများကိုကြည်လျင်ထင်ရှားသည်။ ို့ရတွင်ဘုံမှုကဗန္တာလေးညင်တကွာသူ့အစီရင်ခန်းစာများမှတဆင်အခြေအနေကိုသိနေရသည့်ဘရင်ကန်ကျုပ်တို့သည်ကပူးတွင်ဖြစ်ပျက်နေသည့်အရေးခင်းများကိုခပ်ပော့ပော့သဘောထားနေကြသည်ဘရင်ကန်ကျုပ်သည်ထိုကိစ္စကိုအသေးဖွဲကလေးမျှသာသဘောထားကဆယ်ရက်လောက်အချိန်ဆွဲထားပြီးမှဘီလက်အစိုးရသို့အစီရင်ခန်းစာပို့လိုက်သည်တန်အဖွဲကောင်းဆောင်ဘုံမှုကဗန္တာရီသည်အဖြစ်အပျက်များကိုစောစီးစွာကြိုတင်သိခဲ့သည့်တိုင်အာဖဂန်စော်ဝါး၏စစ်တပ်များအား လာစာဟောင်းများပြန်ပေးရေးကိစ္စနှင့်ပတ်သက်၍မူဘာကိုမျှထိရောက်စွာဆောင်ရွက်ခြင်းမရှိခဲ့အာဖဂန်စော်ဘွားအားငွေကြေးအကူအညီထောက်ပံ့ရန်ဘရင်ခံချုပ်ထံမှကြေညာရောက်လာသည့်တိုင်ဘာမျှလှုံ့ဆော်ခြင်းမပြုစင်စစ်ဘရင်ခံချုပ်ကစော်ဘွားကိုငွေရေးကြေးရေးအကူအညီပေးခြင်းမှလည်းစေတနာကောင်းလာ၍မဟုတ်အာဖဂန်စော်ဘွားသည်ခဆောဆောကစုံဆိုင်ဆိုင်လုပ်နေခဲ့သောအုတ်ချုပ်ရည်ပြုပြင်ပြောင်းလဲမှုများကိုစောစည်းစွာလှုပ်လာလိမ့်မည်ဟူသောမျှော်လင့်ချက်ဖြင့်ထိုအကူအညီကိုပေးခဲ့ခြင်းဖြစ်သည် သို့ဖြင့်နောက်ဆုံးတွင်အာဖဂန်စော်ဘွားတပ်များကိုလစာထုတ်ပေးလိုက်သည်ဂဘူးတွင်လူမျိုးစုစစ်သားများစုပူတောင်းကျမ်းနေခြင်းမိမိတို့အပေါ်တွင်အာဖဂန်များကမကျေမနပ်ဖြစ်နေခြင်းတို့မှာထိုကိစ္စကြောင့်ဟူအက်ရှ်မြင်၏ထိုကြောင့်တပ်သားများကိုလစာဟောင်းများထုတ်ပေးလိုက်လျင်ထိုပြဿနာသည်ပြေလည်သွားလိမ့်မည်ဟုလည်းအက်ရှ်ယူဆ၏တို့ရရင်ဘူမူကာဗနာရီသည် ထိုအချက်ကို အခွင့်ကောင်းယူကာအာဖဂန်လူမျိုးတို့၏ချစ်ကြည်မှုနှင့်ယုံကြည်မှုကိုရအောင်မယူနိုင်ခဲ့။ဝေါ်လီကဲ့သို့ပင် ဗုံမှုကာဗန်နာတွေဒီလဲမိမိတို့နှင့်စစ်ဖြစ်ပွားခဲ့သည့်စစ်တပ်တက်တက်အားလာစာပေးရမည်ဆိုသည့်အချက်ကိုမကြည်မလဲဖြစ်နေဟန်ရှိသည်တို့ရရင်ဗိုလ်မှူးကာဗန်နာတွေသည်မိမိ၏အစီရင်ခံစာများကိုဘီယင်ကန်ကျောက်ထံပို့ပေးရသည့်လူယုံတော်နိုင်ငံရေးလက်ထောက်ဝီလျံကိုပင်သူခံစားချက်များကိုထုတ်ဖော်ပြောဆိုခြင်းမပြုသူကိုဖွင့်မပြောသည့်အတွက်လည်းဝီလျံမည်သူမျှသဘောမထားဝီလျံအဖို့အရေးကြီးသည်မှာဘီယင်ကန်ကျောက်၏ဆုံးဖြတ်ချက်ကိုအလင်းအမြန်အကောင့်ထံပေါ်ရန်ဖြစ်သည် တို့အကောင်အထည်ဖော်ခြင်းသည်မြို့ထဲတွင်ဖြစ်နေသည့်အခြေအနေများနှင့်တကွအကျအတဲတွေ့နေသောစော်ဘွားအတွက်အကောင်ဆုံးဖြေရှင်းသည့်ဖြစ်သည့်အပြင်ဆိုးရွားသောအခြေအနေကိုထိမ့်သိမ်းရလဲရောက်သည်ဟုယူဆသည်သူတို့တန်အဖွဲ့ကောင်းဆောင်ဘုံမှုကာဗက်နာရီသည်ပြဿနာကိုထိုးထိုးသော အမြင်ဖြင့်ကြည်ကျဲမရှိဟုဝီလျံထင်သည်တို့ရရင်အော့ဂုတ်လာတာကုံနာခဲ့သည်ဘုံမှုကာဗက်နာရီသည်ထိုအကြံဉာဏ်ကိုလက်ခံခြင်းလည်းမပြုထိုကိစ္စနှင့်ပတ်သက်၍ဆွေးနွေးတိုင်ပင်ခြင်းလည်းမရှိမြို့ထဲတွင်မူ ပောက်ကွဲမိအခြေအနေတို့ရောက်လူနီးဖြစ်နေလေပြီ။တောင်မော်သားလူမျိုးစုတက်များသာမကဘာလာဟီဇာခံတက်နန်းတော်ကိုစောင့်ကြပ်နေသည့်အာဖဂန်တက်များသည်ပဲနဲ့မကျေနပ်မှုဖြင့်အုံကြွနေလေပြီ။ထို့တဲ့မှာမကြာမီကမှဝေါ်ဒီထမ်းမသိရသည့်ကောလာဟာလာဖြစ်၏။ထို့တဲ့င်းကိုမူဝီလျံတန်တရာရှိခြင်းသည်ဘာလာဟီဇာနန်းတော်ခံတက်တွင်အဆောင်ချထားသည့်ကိုရံတော်တက်များသည်စိတ်ချရသည့်တက်များမဟုတ်လော။အကယ်၍ထိုတဲ့င်းသည်မှန်သည်ဟုဆိုရင်စော်ပွားသည် ဟိုဘက်ဒီဘက်လှည့်၍ကစားနေပြီလော။တန်ကျဲသူလာသည့်ဟိညူအမျိုးသားတယောက်ကိုမိမိဤတပ်သားများကကန်ကြောက်နှင်ထုတ်လိုက်ခြင်းနှင့်ပတ်သက်၍စော်ပွားစိတ်ဆိုးသည်မှာမှန်သည်။တို့ရရင်သူ့တပ်သားများကိုစိတ်ဆိုးခြင်းမဟုတ်သူ့အဆောက်များကိုတန်ကျဲမှနှင်ထုတ်လိုက်သည့်ဘုံဘူးကာဗန်နာရီနှင့်ထိုအမိန့်ကိုလက်တွေ့အကောင်အထည်ဖော်သည့်အဆောက်တပ်ဘူလီစစ်တပ်မှုဝော်လီတို့ကသာစိတ်ဆိုးခြင်းဖြစ်သည်။စော်ပွားသည်စောင်းဥပေါက်နှင့်ဘုံမှုကာဗန်နာရီနှင့်အတူ မြောက်ဖက်နယ်စပ်များသို့သွားရောက်မည်ဆိုသည့်သတင်းသည်အမှန်သောသို့သွားခဲ့လျင်စီကဲမဲ့၍စူပူတောင်းချမ်းနေကြသောအစိုးရတပ်များနှင့်အကောက်ကြံသောအမတ်များ၏လက်တွင်ကပူးမြို့ကိုထိုအတိုင်းထားခဲ့တော်မူလောမိမိတို့တန်အဖွဲ့ကောင်းဆောင်ဘူမှုကာဗက်နာရီသည်ထိုအကြောင်းတို့ကိုမသိတော်ပြီလောဝီလျံသည်ထိုတို့တွေကစိတ်ထဲတွင်စနိုးစနောင့်ဖြစ်နေသည် အမှန်အားဖြင့်ဝီလျံသည်အလွန်သစ္စာရှိသည့်အမှုရန်ဖြစ်၏ ဘုံမူကာဗတ်နာတွေကိုကြီးညိုလေးစားရာတွင်လဲသူ့ကိုမှီသူရှိမည်မထင်တို့ရာတွင်ညိုရသည်ကုံဆုံး၍စောင်းဥပေါက်သို့နီးလာသည်ညံ့ကြပြိုင်နှင့်ဝီလျံသည်ညညတွင်အိမ်မပြောနိုင်မိမိကြီးညိုလေးစားသည်ဘုံမူကာဗတ်နာတွေသည်ယာဒူးအချိန်အဝါတွေတိုးသွားသဖြင့်ဘဝင်မြင့်သွားကာအချင်းအညီအမှန်ကိုသုံးသပ်နိုင်စွာမှရှိပါသည်ဤလောဟုဝီလျံတန်တရာဖြစ်စပြုလာသည်ကပူးတွင်ဖြစ်ပျက်နေသည့်အချင်းအညီတို့ကိုတန်အဖွဲ့ဝင်အလုံးရှင်းရှင်းကြီးမြင်ကြီးပြီးဖြစ်ပါလျက် မိမိတို့တန်အဖွဲ့ကောင်းဆောင်ဘူမူကာဗက်နာတွေသည်အဘယ်ကြောင့်မမြင်နိုင်ရလေသနည်းယခုနေ့ရက်တွေသာတရက်ပြီးတရက်ကုန်ခဲ့ပြီတို့ရရင်မြို့ထဲတွင်တဲမမှုရောပါသွားမည်အခြေအနေဆို၍အရေးအယောင်ကိုများပင်မမြင်ရသေးဘူမူကာဗက်နာတွေသည် အာဖဂန်စော်ဘွား၏အုပ်ချုပ်ရေးစနစ်ကိုပြင်ရန်အိမ်မက်မှန်နေစေလာမည့်ဆောင်းဥပောက်တွင်စော်ဘွားနှင့်အတူမြောက်ဖက်နယ်စပ်သို့ခရီးထွက်ရန် စိတ်ကူးနေစေနယ်စပ်ဒေသမြေပြန့်ချိုင်ဝမ်းများတွင်ခါပြည့်ရန် စိတ်ကူးနေစေ စော်ဘွားကတတိပေးထားသည့်တိုင်အာဖဂန်စစ်သားအဆောင်အအုံလျှောက်ဖြင့်စစ်မြင်းတစည်းဖြင့်မြို့ရဲသို့နေစဉ်လန်တလာနေစေဘူမူကာဗန်နာရီလုံနေပုံတွေကိုဝီလျံနားမလည်နိုင်ဘူမူကာဗန်နာရီသည်တော်တော်တန်တန်စကားကိုအယုံအကြည်ရှိသူမဟုတ်သူသည်တတိရှိသည် မာနလည်းကြီးသည်တယူလည်းတန်သည်သူကိုယ်သူလည်းအလွန်ယုံကြည်သူဖြစ်သည်ခက်ဖြင်းဖြင်းခက်ညံ့ညံ့လူများကိုလည်းအထင်သေးတတ်သည်လွန်ခဲ့သည့်အပတ်ကဈေးကျဲတွင်အယုံဆိုးသည့်အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည် ိစ္စကဈေးတဲ့မိမတယောက်နဲ့မိမိတို့ငယ်ချားဆောင်တပ်ဖွဲ့မြင့်တက်မှတပ်သား၄ယောက်တို့ရန်ဖြစ်ကြသည့်ကိစ္စဤတွင်မြင့်တက်သားများကိုဝိုင်းရိုက်ကြသဖြင့်သူတို့ကိုခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရသည်ထို့နောက်တွင်ဘုံမူကာဗနာတွေက အခြေအနေငြိမ်သက်အေးစေသွားသည့်အထိမိမိတို့တပ်သားများအားမျိုးရဲသို့ထွက်ခွေမပေးရန်ဗိုလ်လေးဝော်လီကိုညွှန်ကြားလိုက်၏တို့ရရင်နောက်ရဲ့အငဲငယ်အကြ၌ ဘုံမူကာဗန်နာရီ၏အော်ဒီတီအဖြစ်နှစ်ပေါင်းများစွာအမှုထမ်းခဲ့သော အာဖဂန်အမျိုးသားအမာဒင်သည် အာဖဂန်စစ်သားအချို့နှင့်ခိုက်ရန်ဖြစ်ပွားခဲ့ပြန်သည်အမာဒင်ဆိုသည့်စစ်သားကမြည်သူကိုမျှကြောက်တတ်သည့်လူစားမဟုတ်သူ့ဆရာဖြစ်သည့်ဘုံမူကာဗန်နာရီကို သူကြားအောင်တယောမော်ကားပြောကြသည့်အခါတွင်အမာဒင်သည်သူ့ဆရာကိုမကောင်းပြောသဖြင့်ပြောသူကိုတေကောင်ပေါင်းနှင့်ဖြစ်အောင်ရိုက်ပစ်ခဲ့သည်အာဖဂန်စစ်သားအုပ်ကိုတယောက်တည်းဖြင့်ခံရိုက်ခြင်းဖြစ်၏ အရိုက်ခံရသည့်စစ်သားများကိုစားဆိုင်ရာတို့ကဘုံမူကာဗက်နာတွေကိုတရားဝင်တိုင်တန်းသည်ဘုံမူကာဗက်နာတွေကဝိကြည်တန်းကြီးပြန်ပြောလိုက်ကအမာတင်ကိုစုချ၏ထို့သောစုပေးကြောင်းကိုလည်းလူသိရှင်ကြားထုတ်ပြန်သည်ဒီလိုလုပ်နေရင်ဗက်နက်လုတ်ပြီးအာဖဂန်လူမျိုးတွေရဲ့ရင်းကြီးချစ်ကြည်မှုကိုရနိုင်မှာမလဲဒါပေမဲ့သူကတော့ဒါတွေကိုဂရုစိုက်မှာမဟုတ်ပါဘူးဟုထိုနေ့ညတွင်ဝီလျံစိတ်ပြက်လက်ပြက်ဖြင့်တွေ့သည်ဝီလျံသည်ရန်ရန်ကို စိုက်ကြည့်ရင်းမှတန်တဲ့ဝင်းတဲ့သူ နေကြားဆောင်မြင့်တက်သားများခေါ်လာသောမကောင်းသည့်အာဖဂန်မိမများအကြောင်းသို့စိတ်ရောက်သွားပြန်သည်။တန်ကျဲဝင်းနှင့်သို့မကောင်းသည့်မိမများခေါ်မလာရန်တပ်သားများကိုတတိပေးထားခဲ့သည်မှာကြားလှပြီ။ထိုကိစ္စကြောင့်လည်းတနေ့တွင်ပြဿနာဖြစ်လာနိုင်မည်မှသိကြသည်။ဖြစ်လာရင်ပြဿနာကိုဖြေရှင်းဖို့အပြည့်မရှိ။ဝီလျံသည်အစီရင်ခံစာကိုဆက်ရေး၏။သူကလောင်သွားတွင်မှင်းချောက်နေလေပြီ။ဝီလျံသည်ကလောင်နံကိုမှီအိုးထဲသို့နှစ်လိုက်ပြီးနောက်အစီရင်ခံစာကိုဆက်ရေးပြန်သည်။ တန်တန်းနှင့်မျက်နှာချင်းဆိုင်ရှိအရာရှိရိတ်သားထဲတွင်လည်းဝေါ်လီသည်ရေးစရာရှိသည့်စာများကိုရေးညီသည်မျက်နှာပြန်ဆိုလျင်တန်တန်းမှစာများနှင့်အခြားစာများကိုယူကာစာပို့သမားထွက်ရမည်ရန်ဖြစ်သည်ထို့ကြောင့်အိမ်တို့ရေးစရာရှိသည့်စာများကိုညရင်ခြာပရာစီလက်သို့အပ်နိုင်ရန်အပီးရင်းနေရခြင်းဖြစ်၏ထို့နောက်ဝေါ်လီသည်ကဗျာတပုတ်ကိုဆက်၏သူကဗျာက အင်္ဂလန်ကအာဖဂန်နစ္စတန်ကိုဝင်တိုက်သည့်အကြောင်းထိုကဗျာထဲတွင် ဝေါ်လီကအင်္ဂလန်ပြည်၏တကိုးဆွမ်းပကားကိုချီးကျူးထားကထာဝရဘုရားနှင့်အမှန်ကန်ခြင်းသည်ငါတို့ဘက်တွင်ရှိသည်ဟုအဆုံးသတ်ထားသည်အက်ကမူထိုသို့မမြင်အက်သည်အင်္ဂလန်ကအာဖဂန်နစ္စတန်ကိုပြုမူနေသည့်ကိစ္စနှင့်ပတ်သက်၍ဘယ်တော့မှသူထင်မြင်ချက်ကိုဖုံးကွက်ထားခြင်းမပြု အင်္ဂလန်၏အပြုအမူသည်တရားမျှတခြင်းမရှိအနိုင်ကျင့်ခြင်းဖြစ်သည်ဟုဝေါ်လီကိုပြောင်ပြောင်တင်းတင်းပင်ထုတ်ဖော်ပြောဆိုခဲ့သည်ကြီးထို့ကြောင့်ဝေါ်လီ၏ကြံပြကိုဖတ်ပြီးသည့်အခါတွင်အက်က အင်္ဂလန်၏ဆောင်ရွက်ချက်သည်မှန်ကန်ခြင်းမရှိကြောင်းအာဖဂန်နစ္စတန်၏ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ရန်အင်္ဂလန်တွင်မိသည့်အခွင့်အရေးမျှမရှိကြောင်းအာဖဂန်နစ္စတန်ကိုဝင်ရွေ့တိုက်ချင်မှမူဆိုပွဲပင်မရှိတော့ကြောင်းဖျားသခင်သည် ရှိချင်းရှိရင်အင်္ဂလန်ဘက်တွင် ရှိမည်မဟုတ်ဘဲအာဖဂန်နစ္စတန်ပြည်ဘက်တွင်သာရှိမည်ဖြစ်ကြောင်းအိုးသူပြောတာတွေထည့်ပြီးစဉ်းစားနေလို့မဖြစ်ပါဘူးဝေါ်လီသည်အက်ရှင်ပတ်သက်သည့်အတွေ့ကိုခေါင်းထဲမှမောင်းထုတ်လိုက်ပြီးနောက် စာကိုတန်အဖို့ဝင်များ၏စာရိတ်ထဲသို့ထည့်လိုက်၏ထို့နောက်အဝယ်စားလဲကညစာစားရန်ထွက်လာခဲ့သည်ထိုညညညတွင်ဘုံမှုကာဗနာရီမှလည်းဘရင်ကန်ကျောက်ထံသို့အစီရင်ခံစာကိုရေးညရသည့်အတွက်အလုံများနေသည်ယခုတလောတွင်မူဘုံမှုကာဗနာရီသည်စိတ်လက်ကြည်သာ ဖြစ်လျက်ရှိ၏မြို့ထဲတွင်စူပူတောင်းကျန်းလျက်ရှိသောဟီရာတီတောင်ပေါ်သားလူမျိုးစုတက်များထဲတွင်ဝမ်ယောဂါဖြစ်ပွားလျက်ရှိရာတညာလဲတက်သားတရာကျော်တည်ဆုံသွားခဲ့သည် တည်င်းကကြောက်စရာတည်း။တို့ရရဲထိုအဖြစ်ပြက်သည် သူ့အဖို့ရုပ်ဖြတ်ရောက်လာသောမင်္ဂလာတပါးဖြစ်နေသည်။သူတို့တက်ထဲတွင်ကာလာဝန်းဖြစ်၍လူတွေအတုံးအယုံတေကုန်သည့်အခါ၌ဟီရာတီလူမျိုးစုတက်များသည်လန့်ဖြက်လာကြကလာစာဟောင်းများကိုဆက်လက်တောင်းဆိုခြင်းမပြုတော့ဘဲဗလာဟီစာညမ်းမြို့ခံတပ်သို့အပြေးအလွှားရောက်လာကြကလက်ညက်များကိုအကြသည် ခွင်းစာများကိုမယူတော့ဘဲကပူးမြို့ထဲမှထွက်သွားကြသည် ူတို့ကိုလာရောက်နှုတ်ဆက်သည့်အာဖဂန်စစ်တပ်ဒေနာပတိချုပ်ဒါဝစ်ရှားကိုဆဲဆိုကျင်းမောင်းသွားကြသည်ဘူမူကာဗန်နာရီမှမူဝမ်းသာ၍မဆုံးမီဟီရာတီလူမျိုးစုတပ်များသည်ကပူးမြို့ထဲတွင်များစွာဒုက္ခပေးခဲ့ကြ၏ယခုသူတို့ထွက်ခွာသွားကြသဖြင့်သူအဖို့တရန်အေးသွားပြီတို့ရရင်ကပူးမြို့ပြင်ဘက်တပ်ညင်မြေထဲတွင်ဟီရာတီတောင်မော်သားတပ်အချို့ကျန်နေသေးသည်ပိုဆိုးသည်ကသူတို့တပ်များထဲမှအချို့မှာစော်ပွားဤလက်နက်တိုက်ကိုအဆောင်ကျနေကြသည် ထိုတက်များကိုမိမိကိုယ်တိုင်ရွေးထားခြင်းဖြစ်ကြောင်းမိမိအပေါ်တွင်သစ္စာရှိကြောင်းဖြင့်စော်ပွားကဘုံဘူးကာဗန်နာတွေကိုပြောပြ၏ထို့ပြင်တာကစ္စတန်ပြည်နယ်မှအာဒယ်တယင်းတယင်းနှင့်ကိုယန်နော်တယင်းသုံးယင်းကြံနေသေးသည်ထိုတက်များဤလစာဟောင်းများကိုလည်းမပေးရသေးသူတို့ကလည်းသူတို့လစာများကို ပေးရန်တောင်းနေကြပြီတို့ရရင်ဟီရာတီလူမျိုးစုများကဲ့သို့စူးစူးပူပူလှုပ်ခြင်းမျိုးကမရှိစိတ်တင်နာပတိကျုံဘိုးကျုပ်ဒါဝေရှားကလည်း ထိုတက်များအားစက်တင်ဘာကုန်တွင်လစာများကိုထုတ်ပေးမည်ဖြစ်ကြောင်းယခုလောလောဆယ်တွင်စိတ်ရှိရှိထားရန်လူကြောင်းဖြင့်ပြောထားသည့်အတွက်ဘုံမှုကာဗန်နာရီအငဲငယ်စိတ်အေးညီသည်ထိုနှစ်ကရမဒန်ဥပုသ်လမှာဩဂုတ်လတွင်ကြာရောက်၏ရမဒန်ဥပုသ်လဆိုရင်မဟာမေဒင်ဘာသာဝင်များသည်နေထွက်မှနေဝင်အထိအစာလည်းမစားရေလည်းမတောက်ပူပြင်း၍ဖုန်တော်တော်ထနေသည့်ရာသီမျိုးတွင်အစာမရှိရေမရှိသည့်အခါတွင်လူတွေစိတ်တူတတ်ကြသည်တို့ရရင်ကိစ္စမရှိ မကြမီဆိုရင်ဩဂုတ်လကုံဆုံးတော်မီဩဂုတ်လကုံဒီညင်းတာမန်အညတရဖြစ်သည့်ဘုံမှုကဘက်နာရီသည်အာနာဂုံလွှဲအချင်းခံရသောတန်အမကြီးစာဟာဘက်နာရီ KCSI ဆိုသည့်ဘွယ်ထူးရှင်ကြီးဖြစ်တော်မီဘုံမှုကဘက်နာရီသည် စောင်းဥသို့ရောက်စေခြင်းလာပြီးစောင်းဥပေါက်ရာသည်သည်ကပူးတွင် အလှဆုံးရာသည်ဟုပြောကြသည်ရွေးဥပေါက်ရာသည်လောက်မလာသည့်တိုင်ကပူးတွင်မူအသာရာဆုံးရာသည်ဟုပြောကြသည်ပေါ်ပလာပင်များ ၊တစ်သီးပင်များ၊စပြစ်ပင်များ၊တစ်ချပင်များနှင့်မူမခပင်များတွင်ရော်ရွက်တို့ဝေစားပြုပြီးရော်ရွက်ညီတို့သည်ညီလာတဝက်၊တင်ကီတဝက်၊ညီတဝက်မောင်တဝက်ဖြင့်တောင်နယ်ရံများပေါ်တွင်နှင်းပွင့်နှံကြီးများကအောက်သို့ရွေစင်လျက်ထောင်ပေါင်းများစွာသောငှက်အုပ်ကြီးများသည်တောင်ဘက်စီသို့ပြန်တန်းနေကြသည်။ကပူးစည်းတဲ့ဈေးဆိုင်များတွင်ပန်းသည်၊တစ်တော်သည်၊စပြစ်သည်၊တစ်ချသည်ရုပ်သီးစိမ့်တို့လှိုင်းလှိုင်းပေါ်စားပြူလေပြီ။ တောင်ရိုးနှိမ့်နှိမ့်များနှင့်ကိုင်းတော်ကြီးများတဲ့တွင်စနိုက်တွေငုံတွေခါရီပေါ်ပြီးခြင်းရာသီဥတုကတဖြည်းဖြည်းအေးလာသည်နှင့်သွေးစုနေသောလူများ၏စိတ်ဓာတ်သည်လည်းအေးစပြူလာတတ်သည်ဘုံမှုကဗန္နာရီသည်အစီရင်ခံစားကိုအဆုံးသက်ရေးပြီးနောက်ကလောင်နံကိုချလိုက်၏ပရင်ပေါက်တွင်သွားရက်သည်ပရင်ပေါက်မှလှမ်းမြော်ကြည့်လိုက်လျင်တဝန်းတလျားကြီးရှိနေသောကပူးမြေပြန့်လွင်မြင်ကြီးထို့နောက်နှင်းဖုံးနေသည့်တောင်တန်းကြီးများခက်စောစောကမူ ဝင်းနုစဲညီကြီးနူးနူးအောက်တွင်နှင်းများသည်ပန်းညူရောင်တောက်လျက်ရှိ၏ယခုမူကျဲတို့ဝင်းလက်ညီသည့်ညာချမ်းကောင်းငယ်အောက်တွင်ဘောငွေရောင်တောက်လျက်လွင်ခဲ့သည့်တပတ်လုံးလုံးမုန်တိုင်းတိုက်ခဲ့ပြီးနောက်ညာသည်ဥတုကျင်းနေနေခဲ့သည်မင်းကြီးကမူမိုးတပတ်ကြော့ရွာပြန်သည်တို့ရရင်တဲတဲမဲမဲကြီးမဟုတ် ကိုလုံးဆွေယုံ ဖွဲ့ဖွဲ့မြတာမုတ်တုံဤနောက်ဆုံးမျက်ရည်စများတာဖြစ်၏မိုးကြောင့်လေသည်တန်ရှင်းလက်ဆက်ခါအေးမြနေသည် ညာချမ်းသည်အတံပလန်တို့ဖြင့်ဆူညံလျက်ရေဝင်၍ဥပုပ်ထွက်ကြပြီဖြစ်သဖြင့်ဥပုပ်ထွက်ညစာကိုစားရင် အေးအေးလူလူစကားပြောနေသည်များသည်အော်အုပ်ကြက်ကြက်နမ်းမြို့ခန္ဓာအောက်တွင်ရှိသည့်ကပူးမြို့ကိုလွှမ်းခြုံထားသည့်အမောင်တို့ကြီးသည် ပြောင်းအောင်ကြီးတအုံနှင့်တဝီဝီမြည်ညီသည်ဘုံမှုကာဗန်နာရီသည်ထင်းမင်းညံချက်ပြုတ်သည့်ဟင်းနံမြင်းများ၏ချွေးနှံတို့ကိုရှူရင်းတန်တဲ့ဝင်းအတွင်မှစူးစူးညံညံစကားပြောနေသည်များကိုနားစွင့်ကြည့်၏ဟုတ်သည် ပြောင်းအောင်ကြီးကဲ့သို့တဝီဝီမြည်လျက်အော်ရောင်ရဲတင့်တိမ်နေသည့်ပြောင်းအောင်ကြီးတန်တဲနောက်ဖက်ငယ်ချားဆောင်တက်မြင့်တက်ရင်တန်လျာစီမှပလွေတန်ဟိုအဝေးတောင်ကုန်းစီမှတဲ့တဲ့ပြန့်လွင့်လာသောဘုံတန်ကြားကြီးပါဘူးလက်ထက်ကဆိုသည့်ရှေးဟောင်းတီးတပုတ်ကိုညည်းနေသည့်မိမတယောက်ဤညှင်းညှင်းညွဲ့ညွဲ့ဒေးတန်ပရင်းပေါင်းအောက်သို့ငုံကြည့်လိုက်လျှင်လမ်းမြို့ခံတက်တတိုင်းကြီးသည်အောက်သို့ရှောဆင်းသွားကအမောင်တူးနှင့်ရောသွား၏မြို့ချေရင်အောက်လမ်းမစီမှလည်းအတံပလံများကိုကြားရသည် မြေမာမာပေါ်တွင်ဖြင်းညင်းစွာသွားနေသော မြင်းခွာတန်ဖြောက်ဖြောက်လမ်းသွားလမ်းလာတို့၏ခြေတန်တဆက်ဆက်ရှားရှဟီတကားစီသူခတ်တုတ်တုတ်သွားနေသော လူတသား၏စကားတန်တဲ့တဲ့အဝေးတွင်မြင်ရသည့်မဲမဲရိပ်ရိပ်မြေပြန့်တွင်မြင်ကြည့်နှင့်ရေးရဲမုံမုံမြင်ရသည့်တောင်တန်းကြီးများသာလျှင်တိတ်ဆိတ်နေသည်ဘုံမူကာဗန်နာရီသည်မှွေးနေသည့်ညာဦးလီပြေကိုတစ်ချက်ဆိုင်လိုက်၏တကားဝါမှခြေတန်ကိုကြားလိုက်သည်တွင်လှဲ့မကြည့်ပဲမေးသည်ဝီလျံလာဟိတ်ဝင်ခဲ့ကွာ ခုနေအစည်းအဝေးခန်းစာရေးလို့ပြီးသွားတယ်။မင်းလျှော့ဝက်တင်ကြတာဆောင်ကြီးဖယ်ထားလိုက်စမအောင်ကွာ။မနဲ့ကြမှာလောက်တာပေါ့။အချင်းကြီးအလုံးကောင်းနေတာပဲ။စင်မလာကိုဘာမှအရေးတကြီးတန်ကျိုးပို့စရာမရှိသေးပါဘူး။အစည်းအဝေးခန်းစာရောက်သွားရင်ပြည့်ပြည့်စုံစုံတည်ကြမှာပေါ့။စာရီကိုဘယ်ညစ်ပို့မှာလဲ။26ရက်နေ့မနဲ့မှာပို့မှာပါဘုံမူ။အေးဒီအတွက်အချင်းအချင်းထူးရင်လဲချင်းမြန်နဲ့ထပ်ပို့ရမှာပေါ့။အစိုးဆုံးကိုတော့ကြော်ခဲ့ပါပြီကွာ။ကာလာဝိုင်းရောဂါဖြစ်လိုက်တာတော်တော်လေးဟန်ကျသွားတယ်။ ဟီရာတီစသားတွေတခါလဲပြန်ပြေးကုန်ကြပြီပေါ့ကဲရော့ဟောဒီမှာငါအစီရင်ခံစာထမင်းစားဖို့အဝယ်စားလဲလိုက်အောင်မယ်တန်တဲညင်မိုင်းဝက်ခန့်ဝေးသည့်ကပူးမြို့ထဲမှာရက်ွက်တစ်ခုရှိဘဟာဒုကန်ဤအိမ်ခေါင်မိုးလာတာဆောင်မော်တွင် SD လဲတောင်တန်းကြီးများကိုငေးကြည့်နေသည်ဘုံမှုကာဗက်နာတွေကဲသို့ပင် SD လဲအစိုးဆုံးအခြေအနေသည်ကြော်လွန်သွားခဲ့ပြီဟုတွေးလျက်ရှိ၏စူပူတောင်းကျမ်းနေသောဟီရာတီလူမျိုးစုတက်များရွာများသို့ပြန်သွားကြသည့်အတွက်သူလဲဝမ်းသာသည် အကယ်၍အာဖဂန်စော်ဘွားကလူမျိုးစုတက်များရစီရာရှိသည့်လာစာဟောင်းများကိုအကြီးအလဲပေးခဲ့လျင်သို့မဟုတ်ဗြိတိရှ်တန်အဖွဲ့ကဗြိတိရှ်အိန္ဒိယအစိုးရအားအာဖဂန်စော်ဘွား၏ငွေတိုက်သို့ငွေထုတ်ချေးရန်တိုက်တွန်းနိုင်ခဲ့လျင်ဗြိတိရှ်တန်အဖွဲ့သည်အာဖဂန်လူမျိုးများ၏ချစ်ကြည်ရင်းနှီးမှုနှင့်နားလည်မှုကိုရတန်သလောက်ရနိုင်လိမ့်မည်အိန္ဒိယအစိုးရကအကူအညီပေးနိုင်သည့်အချိန်အထိလူမျိုးစုတောင်ပေါ်သားများနှင့်အာဖဂန်လူမျိုးများကိုစိတ်ရှိရှိထားဆက်ဆံနိုင်ခဲ့လျင် မိမိတို့ဗီရရှလူမျိုးများအားမချစ်သည့်တိုင်လေးစားလာလိမ့်မည်တို့လုံနိုင်ဖို့အတွက်ဘုံဘူးကာဗန်နာရင်းနှင့်အာဖဂန်ဆော်ဝါတို့အတွက်အချိန်လိုသည်တို့ရရင်ထို့အချိန်ကိုငွေညှင့်ပေး၍ဝယ်ရလိမ့်မည်ဟုတ်တယ်အာဖဂန်ဆော်ဘွားဟာဟီရာတီတောင်ပေါ်လူမျိုးစုတပ်တွေကိုလာဆာဟောင်းတွေကိုပြန်ပေးနိုင်တယ်ဆိုရင်တခြားတပ်တွေအတွက်လည်းပေးရလိမ့်မယ်ဒီလိုပေးနိုင်မှုအတွက်ငွေများများရှာရလိမ့်မယ်တခြားကရှာလို့မရရင်လည်းသူ့လက်အောက်ခံလူချမ်းသာတွေစီကငွေကိုညှစ်ထုတ်ရလိမ့်မယ် SD နောက်ဆုံးစကားလုံးများကိုဗဇက်မထုတ်ပြောလိုက်မိဟန်တူ၏သူပခုံးကိုခေါင်းတင်၍မှီညီသည့်ဇူလီကလှုပ်ရှားလာသော လေတံတူတူဖြင့်အဲ့ဒီလူတွေကသူတို့ငွေကိုလွယ်လွယ်နဲ့ဘယ်ပေးပါမလဲမောင်ရဲ့တကယ်လို့စော်ဘွားကသူတို့စီကငွေကိုအတင်းယူရင်သူတို့ကလည်းစည်ရဲသားတွေကိုသွေးဆုံမှာပေါ့ဒီစော်ဘွားဟာသူ့မူမတ်တွေစိတ်ဆိုးအောင်ဘယ်မှာလုပ်ပါမလဲမူမတ်တွေကလည်းစိတ်ဆိုးရုံမကဘူးစည်ရဲသားတွေကလည်းမုန်းအောင်ပဲ ဒီနည်းနဲ့ဖြည့်ရှင်းလို့ရှိရင်တော့အချင်းအငင်းငိမ့်သက်မသွားတဲ့အပြင်ပိုတောင်ဆိုးလာလိမ့်အောင်မထင်ချင်းဟုတ်တယ်ဇူလီပြောတာမှန်တယ်ခုဖြစ်နေတာက တကယ့်အရှုပ်အထွေးကြီးဒီအရှုပ်အထွေးကြီးကိုရှင်းနိုင်ရင်ရှင်းမရှင်းရင်လည်းဖြတ်တောက်ပြလိုက်ဒီလိုမှမလုပ်နိုင်ရင်တော့ကပူးမှာဆူဆူပူပူဖြစ်နေအောင်မှာပဲကပူးမြို့ထဲမှာဆူဆူပူပူဖြစ်နေရင်တန်တဲဝင်းထဲမှာရောဗလာဟီစာနမ်းမြို့ခံတပ်ထဲမှာရောဘာမှလုံခြုံမှုရှိမှာမဟုတ်ဘူးဇူလီဒီ ဘလာဟီစာနမ်းမြို့ခံတပ်အမည်ကိုကြားလိုက်ရသဖြင့်တုံသွား၏ Ash ကိုတိုး၍ဖမ်းလိုက်သည် Ash ကမူ Wally အကြောင်းကို တွေးနေ၏ကြားကြီးပါဘူး၏တင်းချိုင်းကူရှိရာပန်းချံထဲတွင်စကားပြောခဲ့ပြီးသည့်နောက်တွင် Wally နှင့်တကားမျှမတွေ့ရသည်မိမိအလုတ်လုံနေရမှလှမ်းကြည့်လိုက်သည့်အခါတွင်တန်တဲဝင်းထဲ၌အလုတ်များနေတတ်သော Wally ကိုမူရိတ်ခနဲတွေ့လိုက်ရတတ်၏ဝေါ်လီနှင့်နောက်တစ်ခါလောက်တွေ့၍စကားပြောကြသည်သူရရင်သူတို့နှစ်ယောက်တွေ့ရသည်ကမလွဲ ခင်တုန်းကဆိုရင်ဒီလောက်မခက်တို့ရရင်ဘူမူကာဗန်နာတွေကသူတို့အတန်တဲဝင်းဝရင်အာဖဂန်စစ်သားများအဆောက်မထရဟုဖော်ပွားကိုပြောပြီးသည့်နောက်၌တန်ကိုဇလဲအဖွဲ့ဝင်များမှအပြင်သို့တိတ်မထွက်ကြတော့ထွက်ပြန်နေလေတန်အဖွဲ့ကိုလိုက်ပါဆောင်းလျှောက်သည့်နေကြားဆောင်တပ်ဖွဲ့များအပြင်အာဖဂန်မြင့်တက်စုတစုလည်းအမြဲလိုက်ပါလာတတ်သည်ထိုသို့သောအခြေအနေမျိုးတွင်ဝေါ်နီမာလဲတယောက်တည်းအပြင်ထွက်ခွင့်မရတော့ယခုတလောတွင် တန်အဖွဲ့ဝင်တို့ကိုယ်တိုင်မသိသေးသည့်အချက်တစ်ချက်ကိုလည်း H သိထားသည်ရင်းမှာအခြားမဟုတ်စက်တင်ဘာလဆန်းမှစ၍တန်အဖွဲ့ဝင်များသည်မိမိတို့မြင်းများအတွက်မြင်းစာများကို ကိုယ်တိုင်ရှာရတော်မည်ဆိုသည့်အချက်ဖြစ်သည်ရခင်ကဆိုရင်တန်အဖွဲ့ဝင်တို့၏မြင်းများအတွက်လိုအပ်သည့်မြင်းစာများကိုအာဖဂန်အစိုးရကထောက်ပံ့သည်ယခုအာဖဂန်အစိုးရက ထိုအစီအစဉ်ကိုရက်လိုက်ပြီနောက်ဆိုရင်ရဲချားဆောင်မြင်းတပ်မှတပ်ဖွဲ့ဝင်များသည်သူတို့ကိုယ်တိုင်မြင်းစာထွက်၍ရှာကြရတော်မည် မြင်းစာထွက်ရှာရင်းလုံခြုံရေးအတွက်မြေသားဆောင်မြင်းတက်စုတစုလောက်လိုက်ရလိမ့်မည်။ဝေါ်လီသည်ထိုအဆောင်များနှင့်လိုက်ပါလာနိုင်သည်ဟု H ယူဆ၏။ထိုအချိန်လောက်တွင်ဆိုရင်အချိန်အငယ်သည်အငဲငယ်ပို၍ကောင်းလာနိုင်သည်ဟု H မျှော်လင့်သည်။သူ့လိုပင်ဘုံမူကာဗန်နာရီလည်းအချိန်အငယ်ကောင်းလာလိမ့်မည်ဟုယူဆ၏။မိမိသည်စူပူမှုဒီရေကြီးကို တားလိုက်နိုင်မည်ဟုသူ့ကိုယ်သူအထင်ကြီး၏။ထို့ကြောင့် ကပူးရှိတန်ဖွဲ့ဝင်အလုံးအခြေအနေကောင်းကြောင်းဖြင့်ဆင်မလာသို့ကြီးညံ့ရိုက်လိုက်သည်ဆော်ဝါဤအာနာဇတ်မှာအာဖဂန်နစ္စတန်ပြည်ထဲတွင်များစွာပြန့်နှံ့ခြင်းမရှိလာပါလူအများကသူ့ကိုစန့်ကျင်ကြသည့်တိုင်ကျွန်တော်တို့ဘက်မှကြည့်ရင်မဟာမိတ်ကောင်းတစ်ယောက်ဟုယူဆပါသည်စစ်ပြည်ငြိမ်းရေးသဘောတူညီချက်များကိုလိုက်နာအောင်သူ့အားတွန်းအားပေးနိုင်လိမ့်မည်ဟုကျွန်တော်ယုံကြည်ပါသည် ဟုတ်လေအစီရင်ခံစားတဲ့ဆောင်တက်တက်ရေးလိုက်သေးသည်